မင်္ဂလာညနေခင်းပါရှင်။နိုဝင်ဘာလ3ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်ပေးထားတဲ့ထုံးလေးတင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့လေပြင်းနဲ့ရှင်ဝန်ဟာနောက်24နာရီအတွင်းရခိုင်ကဲရွတ်နဲ့မြဝကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနိုင်နေဆိုတဲ့သတင်းတောင်ကြီးတစောင်းတိုင်းပွဲမှာနိုဝင်ဘာ2ရက်ညပိုင်းကမြူကြတာမိုးဖွဲတွေကြတာကြောင့်ညမီးကြီးနှလုံးလွတ်တယ်ပြီးကြံမီးပုံးပြန်တွင်ဆက်လက်လွတ်တင်နိုင်ခြင်းမရှိခဲ့တဲ့သတင်း ဘင်္ဂလားဒေ့ရှ်မှာအဓိကစိတ်ကန်းကိုပြည်ပကုမ္ပဏီတစ်ခုထံလွှဲပြောင်းနှောင့်ယှက်မှုကြောင့်တင်မောချင်းအလို့သမားတွေဆန္ဒပြမှုဖြစ်ပွားခဲ့တဲ့တဲ့ရင်နဲ့နိုင်ပွဲမရသေးတဲ့ Wolf နေပြ Peter Barrera ရာရုကနေ ထုတ်ပယ်ခံရတဲ့တဲ့ရင်အဆရှိတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးမှာပါ။ဦးဆောင်တဲ့ရင်တစ်ပုံအနေနဲ့လီဖီးယားနဲ့ယမန်ဟာနောက်24နာရီအတွင်းရခိုင်ကမ်းရိုးတဲ့မြဝကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနိုင်နေတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ်ဘင်္ဂလားပြည်နယ်အော်မာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရန်ဝန်ဟာနောက်24နာရီအတွင်းရခိုင်ကမ်းရွက်နဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြဝကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့နိုဝင်ဘာ3ရက်နေ့မိုးလေပိုင်းကသတင်းထုတ်ပြန်ထားပါတယ်ဒီနေ့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြဝကျွန်းပေါ်ကံယူရန်ဒေတာအနည်းမှဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ဟာဆက်လက်တည်ရှိနေကြောင်း အဆိုပါလီဖျားနဲ့ရန်ဝန်ဟာမြောက်အနောက်မြောက်ဘက်ကိုရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ရှင်းတဲ့ဆက်ဆက်လေးရဲ့ရှိတဲ့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကဲရွရနဲ့ရင်းတဲ့ဆက်ဆက်လေးရဲ့ရှိတဲ့မြဝကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်ထုတက်နေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနည်းငယ်ကနေတိမ်အထင်းအထက်ဖြစ်ထွန်းနေရလို့သိရပါတယ်။ အစောပိုင်းဖျားနေရန်ဝန်အရှိန်ကြောင့်ရန်ကုန်နဲ့ ARE တိုင်းတို့မှာဒေတာအလိုက်နဲ့ပဲခူးမကွေးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်မူကြီးနိုင်တယ်လို့မိုးစလာကထုတ်ပြန်ထားတာဖြစ်ပါတယ်။ဆက်လက်ပြီးတောင်ကြီးတဆောင်တိုင်းပွဲမှာနိုဝင်ဘာ၂ရက်ညပိုင်းကမြူကြတာမိုးဖွဲတွေကြတာကြောင့်ညမီးကြီးနှလုံးလွတ်တင်ပြီးကြံမီးပုံးပြန်တွေဆက်လက်လွတ်တင်နိုင်ခြင်းမရှိခဲ့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၂ရက်နေ့ညပိုင်းကအစောပိုင်းအချိန်မှာညမီးကြီးနှလုံးလွတ်တင်ပြီးတဲ့နောက်မြူကြလာတဲ့အတွက် ဆက်လက်လွတ်တင်နိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။နိုဝင်ဘာလရဲ့ညပိုင်းမှာညမီးကြီးနှလုံးလွတ်တင်ခဲ့ပြီးညပိုင်း9နိုင်ခွဲကျော်အချိန်ကစပြီးညနှင်းတွေကျဆင်းလာတဲ့အတွက်ဆက်လက်ဆောင်ဆိုင်ခဲ့ရာရာသီဥတုကောင်းမွန်လာခြင်းမရှိတာကြောင့်လွတ်တင်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ညဘက်12နိုင်ကျော်အချိန်အထိမြူကြတာ၊လေတိုက်တာ၊မိုးဖွဲကြတာတွေကြောင့်မီးပုံပြန်လွတ်တင်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ နိုဝင်ဘာ၁ရက်ညပိုင်းအချိန်ကလွတ်တင်မှုကြံတဲ့မိဘုံပြောင်းတွေကိုဒီနေ့နိုဝင်ဘာ၃ရက်ညပိုင်းမှာထည့်သွင်းလွတ်တင်သွားမယ်လို့သိရပါဗျ။ရာသီဥတုဆိုရတာကြောင့်တောင်ကြီးမိဘုံပြောင်းပွဲတော်မှာပြောင်းမွေးဝင်မိဘုံပြောင်းတွေလွတ်တင်နိုင်ခြင်းမရှိတာဟာနှညာရှိပြီဖြစ်တယ်လို့သိရပါဗျ။ထမမီဘင်္ဂလားဒေ့ရှ်မှာအ धिक စေကန်းကိုပြပကော်မတီတစ်ခုထံလွှဲပြောင်းနှားရမှုကြောင့်တင်မောချင်းအလုပ်သမားတွေဆန္ဒပြမှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါ။ ဗင်လားဒေ့ရှ်နိုင်ငံရဲ့အကြီးဆုံးစိတ်ကန်းချက်တိုဂရမ်ရဲ့လုပ်ငန်းလိုင်စင်ကိုပြပောကော်မတီတစ်ခုကိုငှားရမ်းလိုက်တာကြောင့်သင်းမောချင်းအလုပ်သမားတွေဟာယာယီအစိုးရရဲ့အစီအစဉ်ကိုစန့်ကျင်တဲ့အနေနဲ့နိုဝင်ဘာ၁ရက်မှာဆန္ဒပြမှုတွေပုံမတွုံးမြင့်လှုပ်ဆောင်ခဲ့ကြပါတယ်။အော်တိုဝါလာမှာလူနည်းစုနဲ့စတင်ခဲ့တဲ့ဆန္ဒပြမှုဟာလက်ရှိမှာပုံမအရှိန်မြင့်တက်လာခဲ့ပြီးစိတ်ကမ်းမှရှိတဲ့အလုပ်သမား၂၀၀ဝန်းကျင်အထိပိုပေါင်းပါဝင်လာခဲ့ပါတယ်။ နိုင်ငံခြားကျွမ်းကျင်သူလုပ်ငန်းရှင်တွေကနိုင်ငံခြားယင်းနှိမ့်မြှုပ်နှံမှုတွေကိုတိုးမြှင့်ပေးပြီးလုံဆောင်နိုင်စွမ်းကိုမြှင့်တင်ပေးမှာဖြစ်ပါတယ်လို့ Chatogram စေကန်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌကဆိုပါတယ်။နိုင်ငံပိုင်သတင်း BSS မှာဖော်ပြချက်အရ UAE အခြေစိုက် DP World ဟာစေကန်းရဲ့ New Morin Container Game မှာလုပ်ငန်းဆောင်ရွက်မှုတွေကိုစိတ်ဝင်စားနေပြီးဒိမတ်သင်းမော လုပ်ငန်းကြီး AP Mola Mares ကမြို့ပြမှာရှိတဲ့ Ledia Container Game မှာလုပ်ငန်းဆောင်ရွက်ဖို့စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ ။ယာယီအစိုးရနဲ့သဘောတူညီမှုတွေကိုဒဇမလမှာလက်မှတ်ရေးထိုးသွားဖွယ်ရှိတယ်လို့ပို့ဆောင်ရေးဝန်ကြီးဌာနအကြီးတန်းအတွင်းဝန်မိုဟာမက်ယူဆက်ကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့နိုင်ဝဲမရသေးတဲ့ Wolf အသင်းကြီးပြ Peter Barrera ရာရုကနေထုတ်ပယ်ခံရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Wolf အသင်းဟာ Premier League ပွဲစဉ်30ရှင်ပြိုင်ပြီးချိန်အထိနိုင်ဝဲမရသေးတာကြောင့် Portuguese ကြီးပြ Peter Barrera ကိုရာရုကနေထုတ်ပယ်လိုက်တယ်လို့သိရပါဗျ။ ဖီတာပါရရာဟာပွဲစဉ်၁၀ပွဲမှာ၂ပွဲသရေ၈ပွဲရှုံးပြီးအမှတ်ပေးစရာအောက်ရောက်နေတာကြောင့်ဖူဟန်ကို၃ဂိုးပြတ်နဲ့ရှုံးတဲ့အပြီးမှာရာရုကထုတ်ပယ်ခံခဲ့ရတာပါ။ဝုဖ်အသင်ဟာဗီတာဘာရီရာနဲ့2024ဒသမမာစတင်လက်တွဲခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့စက်တဘာလမှာ၃နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ချုပ်ဆိုပြီးဗီတာဘာရီရာကိုယုံကြည်ထောက်ခံကြောင်းပြသခဲ့ပါတယ်။ဒါပေမဲ့ရလက်တွေဆက်လက်ဆိုးရွားနေခဲ့တာကြောင့်နိုဝင်ဘာ၂ရက်မှာရာရုကထုတ်ပေးခဲ့တာပါ ဝူဖ်အသင်းရဲ့နေပြတဲ့ဖြစ်လာနိုင်သူအဖြစ်လက်ရှိအချိန်မှာနေပြဟောင်းဂယ်ရီအိုနီကရေပန်းအစားဆုံးဖြစ်နေပြီးလီးချန်ပီယံရှစ်ကလပ်မစ်ဒယ်ဘရော့နေပြရော့အက်ဝတ်နဲ့လီဗာပူးနေပြဟောင်းဘရက်ဒန်ရော့ဂျာစ်တို့လည်းရေပန်းစားနေရလို့သိရပါတယ်နိုဝင်ဘာလ3ရက်နေ့ညနေ4:00ညနေခင်းသတင်းတွေကိုထိုင်းရထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ည7:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။